င်္ဂလာပါဒီနေ့23ရက်နေ့ကျသရီနေ့ပေါ့ဆာမူဝဲနေနဲ့ပတ်သက်ပြီးတော့ကဘာမှာလည်းဖြစ်ခဲ့မှုတဲ့အကြောင်းအရာလေးချက်တချို့ရှိတယ်ပေါ့နော်စေတန်းဆောင်ဝဲတွေပြန်ဖြေရမယ်ဆိုတော့ပြန်ဖြေတဲ့လူကြတော့ဒီကဘာရဲ့ပုံစံတိုင်းဆိုရင်ပြန်ဖြေလို့ရ retake ပြီးလို့ရတာပေါ့နော်အဲ့ဒီကမှာဒီပုံစံကနဘဝါမဂျပန်မှာဆိုဆူနာမီ 2017မှာဖြစ်တဲ့ကျောင်းသားတွေကိုတဲ့ဆောင်မွေးအောင်ပေးလိုက်တယ် some students were passed so based on mock exams ပေါ့အဲ့ဒီမှာဆောင်မွေးကို mock exam ဆိုတာဆောင်မွေးကြီးပုံစံမျိုးဆောင်မွေးကိုပြေးဖြစ်လိုက်တယ်ပေါ့ကျွန်တော်တိတိလောက်တော့အောင်မှတ်40ဆိုလို့ရှိရင်33ရ33မှတ်ရလို့ဆိုရင်အောင်တယ်ပေါ့ဒါဖြည့်ရှင်တဲ့သူတွေအတွက်ပေါ့အဓိကတော့ဟို fair ဖြစ်အောင်ပေါ့ fairness ဖြစ်အောင်အကောင်းဆုံးမျှတဖြစ်အောင် ရွေးချယ်ခွင့်တော့ပေးတင်တယ်ပေါ့ဒါတို့ဖြည့်မဲ့အုပ်စုပေါ့မဖြည့်မဲ့အုပ်စုဆိုလို့ရှိလို့ရှင်တော့ကျွန်တော်တို့ UK မှာ2020 COVID-19 ဖြစ်တဲ့အခါမှာ COVID-19 နဲ့ပတ်သက်ရင်2020တော့အကြောင်းသား estimated grade ဆိုတာရှိတယ်ပေါ့ခန့်မှန်ထားတဲ့အမှတ်အမှတ်တွေကိုအသုံးပြုလိုက်တယ်ပေါ့အဲကျွန်တော်ထင်တယ်ခန့်မှန်ထားတဲ့အမှတ်တွေဆိုတာကဘယ်လိုဟာမျိုးတွေဖြစ်နိုင်လဲဆိုလို့ရှင်ဟိုလာဘက်ဖြည်ထားတဲ့ဟာမျိုးတွေဖြစ်နေတယ်ဟိုနောက်ဆုံးဆောင်မှုတွေဖြစ်နေတယ်ပေါ့အဲ့ဒီကနေပြီးတော့အမှတ်တွေကိုခက်မှန်အမှတ်နဲ့ အောင်ပေးလိုက်တာမျိုးမျိုးအောင်အောင်ပေးတယ်အမှတ်တွေခွဲပေးတယ်တဲ့အဲ့လိုမျိုးအုပ်စုရောအကြိုက်တယ်ဆိုတော့အဲ့လိုမျိုးအုပ်စုကိုတက်တက်ထားပေးလိုက်ပေါ့ဒါတအုပ်စုပေါ့ဆိုတော့စုစုပေါင်းနှစ်အုပ်စုဖြစ်သွားမှာဆောင်းဝဲပြည်တဲ့အုပ်စုကအမှတ်တွေကိုအောင်မှတ်ဆိုရင်40ဆိုရင်အ33မှတ်ကအောင်မှတ်ပေါ့နော်ဒါပြန်ဖြည့်ခြင်းတဲ့လူတွေကသူတို့ improve ဖြစ်ခြင်းတယ်ဆိုလို့ရှိရင်ပေါ့ ြန်ပြီးတော့ဖြေရမှာဘာလို့ဆိုအကုန်လုံးဖြေခိုင်းလို့မရဘူးဗျာအကုန်လုံးဖြေခိုင်းလို့မရသူကဒဏ်ရာတွေနာကြီးချက်တွေစိတ်နာကြီးချက်တွေအဲစိတ်ထဲမှာဟိုကိုကဒီငလင်ကြောဖြစ်တာပြင်မီလုံးပြည့်စည်သွားပြည့်ပြည့်ပေါ့သူတို့မှာအခက်ခဲတွေအများကြီးရှိနိုင်တယ် true မှာဆိုရဲစိတ်တိုင်းတိုင်းရှိနိုင်တယ်အလူတိုင်းပေးဖြေခိုင်းလို့မရအဆင်မပြေဘူးပေါ့နော်ကျွန်တော်ဒါကျွန်တော်ရဲ့တကူကြီးအမြင်ပေါ့အဲ့လိုမျိုးပေါ့ဒါပေမဲ့ပါကစ္စတန်မှာဖြစ်တဲ့အဖြစ်အပျက်ကကျွန်တော်2020မှာရေကြီးလို့ဖြစ်တဲ့ထိခိုက်ခံရတဲ့အကြောင်းသားတွေမျိုး ကြတော့သူတို့ဟို got special concessions on delayed exam ပေါ့သူတို့ပြင်ဆင်ချိန်သူတို့ဘယ်လောက်ယူမလဲ6လလား3လလားပေါ့နော်ဒီចောင်းသားတွေ agreement လုပ်ပြီးဒါဖြန့်ဖြေးမယ်နောက်တစ်မျိုးအုပ်စုပေါ့အဲ့တော့အစိုးရသတ်မှတ်ထားတာက6လပိုင်းဆိုလို့ရှိရင်အဲနံပါတ်1နဲ့နံပါတ်3မှာဂျပန်နဲ့ပါကစ္စတန်မှာပြန်ပြေးမယ်ဆိုလို့ရှိရင်အဲလိုပုံစံတွေကပြေးမယ်ဆိုလို့ရှိရင်ပို့ပြီးတော့ပြေးမယ်အုပ်စုတအုပ်စုပေါ့ဒါတို့ပြေးနိုင်မဲ့ ready ရှိမယ်အုပ်စုပေါ့ဒါတို့ UK ရဲ့ပုံစံတိုင်းဆိုတော့ estimated grace ကိုတန်း ခန့်မှန်ပေါ့သူတို့ဒီအဲ့အမှတ်ကိုအကောင်းဆုံးကြည့်ပြီးတော့လာဘတ်တွေ great တွေကိုကြည့်ပြီးတော့အအောင်ပေးလိုက်တာမျိုးပေါ့နော်အဲ့ဆိုရင်တော့ပိုစင်ပြင်မလားပေါ့ Okay အကျန်လေးပြုတ်ပေးပါဦးနော်အဲ့တော့သူတို့